လန်ဒန်လေဆိပ်မှာရှိတဲ့ထူးဆန်းတဲ့နိုင်ရည်စင်တလုံးဒါကတော့လူကြီးမင်းတို့ရုတ်တရက်ကြီးလိုက်မယ်ဆိုရင်အံဩသွားစေနိုင်မဲ့နိုင်ရည်စင်တလုံးပဲဖြစ်ပါတယ်ဒီနိုင်ရည်စင်ကိုတော့လန်ဒန်မြို့အမ်စတာဒန်လေဆိပ်မှာတွေ့ရမှာဖြစ်ပြီးဒီနိုင်ရည်ထဲမှာဆိုရင်တော့အနောက်တိုင်းဝစ်ဆုံဝစ်ထားတဲ့အမျိုးသားတစ်ယောက်ကအချိန်ပြည့်ရှိနေခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဒီအမျိုးသားရဲ့အလုပ်ကတော့မိနစ်10မိနစ်ပြည့်တိုင်းသူ့နေရာမှာရှိနေတဲ့မိနစ်တန်ကိုနောက်ထပ်တနေရာကိုရောက်စီဖို့စေတုပ်ပြီးတော့လုပ်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်ဒါကြောင့်ဒီလူဟာဒီနိုင်ရင်စင်ထဲမှာအချိန်မရွေးရှိနေရမှာဖြစ်ပြီးတနိုင်ကြားတစ်ခါသူ့ကိုအတော်လေးအလုရှုပ်စေတဲ့အထိလှောက်ရှားနေတာကိုတွေ့ရပါတယ် ကယ်တမ်းမှကြတော့ဒီနိုင်ရင်တဲကလူဟာအလုံးထင်သာကြတယ်လို့လူအစစ်မဟုတ်ပဲနဲ့ပုံရိပ်ရောင်တစ်ခုအပြင်သူ့အလုပ်သူလုံးနေကြတာပဲဖြစ်ပါတယ်။လန်ဒန်နိုင်ငံမှာကတော့နိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသားတိုင်းဟာအချိန်နဲ့တပြေးညီအလုပ်လုပ်နေရမှာဖြစ်ပြီးဒီလူကြီးလိုမျိုးအချိန်မရွေးအလုပ်ရှုံနေတဲ့ဆိုတဲ့အကြောင်းကိုနောက်တိုင်းဝေးဆောင်စမတ်ကြကြဝေးပြီးတင်စားထားခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါအပြင်ဘယ်သူမှမသိအောင်လို့မြုပ်ထားတဲ့မြုပ်ကွက်တစ်ခုကတော့ဒီနိုင်ရင်စင်ထဲမှာလူတယောက်ပုံစံပုံဖော်ထားတာဟာလူတိုင်းထင်အောင်ထင်မှားဖြစ်နိုင်တဲ့ပုံရိပ်ရောင်ကိုအသုံးပြုထားခဲ့တာကြောင့်ဒီဘက်ကကြီးမှလည်းကိုယ်စိတ်ကဆွဲလန်းနေတိုင်းပုံရိပ်ရောင်တွေကိုသတိရပြီးကိုယ့်အချိန်ကိုမဖြုံးမိစေဖို့အကြံပေးထားခဲ့တာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါဒီလိုမျိုးထိရောက်မှုမျိုးနဲ့ဖန်တီးမှုတွေဟာတကယ်ကိုမှအမခန့်ဖြစ်တာမို့လို့လူကြီးမင်းတို့လည်းလန်ဒန်လေးစိတ်ကိုရောက်ရင်စူးစမ်းကြည့်ကြဖို့မမေ့ကြပါနဲ့ဗျာ။